မိတ်ဆွေကအလုပ်လုပ်တိုင်းမချမ်းသာပါဘူးချမ်းသာကြွယ်ဝဖို့အတွက်ဆိုလို့ရှိရင် तू ကချမ်းသာကြွယ်ဝတဲ့ mindset လိုပါတယ်ကျွန်တော်တို့စီးပွားရေးအောင်မြင်တဲ့လူတိုင်းလည်းချမ်းသာကြွယ်ဝမှုမတည်မြဲဘူးဒီတော့ချမ်းသာကြွယ်ဝဖို့ဘာလို့လဲအဲ့တော့ကျွန်တော်တို့ well mastery မှာဆိုရင်ပြောနေကြစကားတခုရှိကြတယ်ကိုယ့်ရဲ့ချမ်းသာကြွယ်ဝမှုဒီဆောက်တော့မယ်ဆိုရင် စီပွားရေးအောင်မြင်တိုင်းချမ်းသာကြွယ်ဝတာမဟုတ်ဘူးတဲ့စီပွားရေးကရတဲ့ဝင်ငွေကိုဘယ်လိုမျိုးစီမံခန့်ခွဲလဲဆိုတာက ချမ်းသာကြွယ်ဝမှုကိုဖြစ်စေတာပါတဲ့ဒီတော့ဒီဗီဒီယိုလေးမှာချမ်းသာကြွယ်ဝမှုဖြစ်စင်တဲ့ပတ်သက်လို့ရှစ်ချက်ကိုကျွန်တော်မျှဝေပြောအောင်မှာဖြစ်ပါတယ်ဒီတော့ဒီရှစ်ချက်ကပါလေကျွန်တော်တို့ရဲ့ electric ဘဝမှာဘာကြီးသုံးလို့ရမလဲကျွန်တော်ကြည့်လိုက်ကြရအောင်ချမ်းသာကြွယ်ဝမှုလို့ပြောလိုက်ပြီဆိုရင်နံပါတ်1အရေးအကြီးဆုံး fundamental ရှိပါတယ် fundamental ဆိုတာကတော့ကျွန်တော်အခြေခံအကျဆုံးအချက်ကိုပြောတာပါအခြေခံအကျဆုံးကတော့ကျွန်တော်တို့တုံးတာထက်ပိုရှာနိုင်ရမယ် ဒါဒီအရေးကြီးဆုံးအချက်ဖြစ်ပါတယ်တကယ်လို့ကိုကဝင်ငွေဘလောက်ပဲရှိရှိကိုကဝင်လာတဲ့ပုံပြီးသုံးနေရဆိုလို့ရှိရင်ကိုအတွက် sustainable ဖြစ်ဘူးရေရှည်တည်တံ့ခိုင်မြဲဖို့မလွယ်ဘူးဒီတော့ကျွန်တော်တို့တွေဒီအမြဲတမ်းစဉ်းစားမှဒီကိုတုံးနေရတဲ့ပိုရှာနိုင်လားအဲ့တော့တေးကြလေကျွန်တော်တို့ကပိုတော့တုံးပြီးမှာပဲပိုတော့တုံးပြီးမှာဆိုရင်ကျွန်တော်တို့ပိုရှာရမှာပဲအဲ့တော့ကျွန်တော်ဘာလုပ်အောင်မလဲသိကိုရဲ့ရှာနိုင်တဲ့စွမ်းရည်ကို တိုးတက်အောင်လုပ်ရမယ်ဒီတော့နံပါတ်1တဲ့တစ်ချက်ကရှာပြီးွားရင်နံပါတ်2တစ်ချက်ကရှာနိုင်တဲ့စွမ်းရည်ကိုတိုးတက်လုပ်ရမယ်အဲ့တော့ငွေရှာတဲ့နေရာမှာဆိုရင်ကျွန်တော်တို့ရဲ့ skill set တွေရဲ့ငွေရှာနိုင်စွမ်းနေရာတစ်ခုနဲ့တစ်ခုမတူကြအောင်တချို့ကျွမ်းကျင်မှုတွေကကျွန်တော်ငွေရှာနိုင်မှုနည်းတယ်တချို့ကျွမ်းကျင်မှုတွေကအလေလက်ပဲတချို့ကျွမ်းကျင်မှုတွေကြောင့်ငွေရှာနိုင်မှုတွေများတယ်ဒီလိုမျိုးငွေများများရှာနိုင်တဲ့ကျွမ်းကျင်မှုမျိုးကိုတော့ကျွန်တော်တို့က high income skill ကိုခေါ်ပါတယ် high income skill ဆိုတာကြော်ညာရေးခြင်းလို့ခေါ်တဲ့ copywriting ဆိုတာမျိုးဆိုလို့ရှိရင်ကျွန်တော်တို့က high income skill ထဲမှာပါတယ်ဒီနေ့ခေတ် digital marketing တို့လိုမျိုးဆိုရင် high income skill ထဲမှာပါတယ်တခြားသုံးတတ်မယ်ဆိုရင်ကျွန်တော်တို့ကဒီလို high income skill တွေကိုတူတောင်းလောက်အောင်မယ်။ဥပမာဆိုရင်လူရှိတူရှိမှာထွက်စကားပြောတာ၊ဗီဒီယိုရိုက်ပြီးတော့မှကိုယ့်ရဲ့ idea ကိုတခြားလူတွေသိအောင်ပြောပြနိုင်တာ content ဖန်တီးနိုင်တာဒါတွေက high income skill တွေဖြစ်ပါတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ trading မှာ၄လုတ်တယ်ဆိုလို့ရှိရင်တော့မှကျွန်တော်တို့က trading ကိုကောင်းကောင်းလုပ်နိုင်တာ trading ဆိုတာကဝယ်တယ်ရောင်းတယ် stock တွေ commodity တွေဒါမျိုး forest trading လို့ခေါ်တဲ့ငွေကြေးတွေဒါမျိုး training ကောင်းကောင်းလေးလုပ်နိုင်တယ်ကျွမ်းကျင်တယ်ဆိုလို့ရှိရင်လေဒါတွေက high income skill တွေမှာပါတယ်အဲ့တော့ကိုယ့်ရဲ့ high income skill ကပါလေတီးဖို့လိုတယ်ဒီ high income skill ရှိလို့ရှိရင်ကျွန်တော်ငွေရှာပေးနိုင်တယ်စွမ်းရည်တိုးတက်လာမယ်ပြီးရင်ကျွန်တော် teaching လို့ခေါ်တဲ့စာသင်တဲ့အစွမ်းကလေကျွန်တော်တို့ကိုငွေအများကြီးရှာပေးနိုင်တယ်အဲ့တော့ ပြောရမယ်ဆို high income skill ဆိုတာကကျွန်တော်တို့နည်းနည်းလို့များများရနိုင်တဲ့အချက်နဲ့တူပါတယ်အဲ့တော့အခုကျွန်တော်ပြောတဲ့နံပါတ်1ကနံပါတ်9အချက်လေးနဲ့နည်းနည်းလေးဆင်မယ် kwa charge တွေရှိရခဏနေကြရအောင်เนาะကျွန်တော်နံပါတ်9ကိုလည်းပြောပြအောင်မယ်အဲ့တော့နံပါတ်1ကတော့ကျွန်တော်ရဲ့ skill ဆိုတဲ့ကျွမ်းကျင်မှုပေါ်မှာအာရုံစိုက်ပါ ကျွန်တော်တို့တယောက်ထဲကနေလူအများကြီးလူ၁၀ယောက်အယောက်၁၀၀အယောက်၁၀၀၀ထိပွားနိုင်မဲ့ကျွမ်းကျင်မှုမျိုးကဘာဖြစ်မလဲ ဒါမျိုးစဉ်းစားလို့ရတယ်။ဥပမာအားဖြင့်ကျွန်တော်တို့ကကြော်ညာရေးသားခြင်းဆိုလို့ရှိရင်လည်းကျွန်တော်တို့တစ်ခါပဲရေးသားရတယ်တကယ်တမ်းအောင်မြင်နေဆိုလို့ရှိရင်လူရာပေါင်းထောင်ပေါင်းတောင်ပေါင်းများစွာတွေ့ပြီးလာဝယ်အောင် လုပ်လို့ရတယ်။အလားတူပဲကျွန်တော်ဗီဒီယိုရိုက်နိုင်နေဆိုလို့ရှိရင်လည်းဗီဒီယိုလေးကတော့တစ်ခုတည်းပဲ။ဒါပေမဲ့ကျွန်တော်တို့တွေ့ဝါတဲ့လူတွေထောင်ပေါင်းတောင်ပေါင်းတိမ်ပေါင်းများစွာကိုတွေ့အောင်ကျွန်တော်တို့လုပ်လို့ရတယ်။ အလားတူပဲကျွန်တော် trading လုပ်တယ်ကိုရှိမှရှိတဲ့ငွေကတော့တသိန်းပဲဒါပေမဲ့ leverage တွေတခြားလုပ်နိုင်တယ်ဆိုလို့ရှိရင်10သိန်းကျွန်တော်တို့တိန်းတရာဒါမျိုးထီတူကသူ leverage လုပ်လို့ရတယ်ပေါ့နော်ဒါတော့ trading မှာတော့ leverage လို့ခေါ်တာပေါ့ဒါမှမဟုတ် teaching လုပ်တယ်စသင်တယ်ကျွန်တော်တို့တယောက်ပဲဒါပေမဲ့လူ10 10ရောက်အယောက်တရာအယောက်တထောင်တောင်မျိုးကျွန်တော်တို့တင်ကြပေးလို့ရတယ်ဒီတော့ high income skill ကိုပြောထောင်မှာ ဒါဒီနံပါတ်1ချက်ပါကျွန်တော်အနေနဲ့လေဒီ marketing ပေါ့ကျွန်တော်ရဲ့ specialization ဆိုရင် marketing တို့ပြီးလို့ရှိရင်ဒီလိုမျိုး teaching ဘိုင်းတွေကိုကျွန်တော်တင်ပေးတယ်ဒီတော့စပွားရူပါရူမှာလည်းကြည်ထားလို့ရပါတယ်ကျွန်တော် Facebook မှာဆိုလို့ရှိရင် S A P W A R စပွား marketing ဆိုတဲ့ page လေးကျွန်တော်တို့ရှိပါတယ်ဒါကတော့နံပါတ်1အချက်ပါဒါဆိုနံပါတ်3အချက်ကကြောက်ကျွန်တော် compounding လို့ခေါ်ပါတယ် compounding ဆိုတာက ကျွန်တော်တို့ဘာတွေကိုပြောတာလဲဆိုရင် compound ဆိုတာကတိုးရင်ပေါင်းဆိုတဲ့စကလုံးလေးဖြစ်ပါတယ်ကျွန်တော်တို့ငွေဝင်လာပြီဆိုရင်ဒီငွေတွေကိုပြန်လဲရင်းနှီးမြှုပ်နှံဖို့လိုတယ်ပြီးလို့ရှိရင်တိုးရင်ပေါင်းတိုးပွားဖို့လိုတယ်ကျွန်တော်တို့မဖြစ်ချင်တာကတော့အိတ်ပေါင်းနဲ့ဖာကောက်မဖြစ်ချင်ဘူးတချို့လူတွေဆိုရင်တွေ့ဦးပါလိမ့်မယ်အိတ်ပေါင်းနဲ့ဖာကောက်ဖြစ်နေတတ်ကြတယ်သူအနေနဲ့ပတ်စံတွေအရန်ရှာတယ်ဒါပေမဲ့ ဘယ်တော့မှမဆုနိုင်ဘူး။ဘာကြောင့်မလို့ဒီလိုဖြစ်လဲဆိုလို့ရှိရင်သူ့ဘဝမှာဒီငွေကိုပြန်လဲယင်းနီးမြုပ်နှံမှုမလုံနိုင်တဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ငွေကိုယင်းနီးမြုပ်နှံမှုလုပ်ဖို့အတွက်ဆိုလို့ရှိရင်တချို့လုပ်ငန်းတွေကကျွန်တော်တို့ risk လို့ခေါ်တဲ့အရာကမြင့်တယ်။တချို့လုပ်ငန်းတွေကြောင့် risk ကအရင်မမြင်တဲ့အရာတွေရှိတယ်။ဥပမာဆိုရင်နိုင်ငံခြားမှာဆိုလို့ရှိရင် ETF တို့ဘာလို့ရှိရပါတော့။ ိုင်ငံခြားမှာပဲဖြစ်ဖြစ်ကိုကမြန်မာပြည်မှာပဲဖြစ်ဖြစ်ကျွန်တော်က US stock မှာဆိုလို့ရှိရင် ETF ဆိုလိုမျိုးရှိတယ်။သူကကြတော့အမေရိကရဲ့ဒါထိပ်တန်းကုမ္ပဏီပေါ့အခု900ဟလာ Intest Fan တွေပေါ့ဒါမှမဟုတ်ကျွန်တော်တို့ဟိုအခုနီးပညာကုမ္ပဏီအခုတရားဒါမျိုးမှာသူက diversify diversify ဆိုတာချက်ဥရီကိုချင်းတော်တောင်းလေးမှာထည့်ထားမှာမဟုတ်ပေနဲ့သူအများကြီး diversify လုပ်ပြီးတော့မှ risk နည်းနည်းနဲ့ရင်းနှီးမြှုပ်နှံမှု လုပ်တဲ့ဒါ ETF တို့လိုမျိုးတွေကျွန်တော်ရှိရဲကျွန်တော်တို့နိုင်ငံမှာဆိုလို့ရှိရင်တော့ရွှေဝယ်စုဒါမျိုးတွေကျွန်တော်တို့ရှိတတ်ကြတယ်ဒါမျိုးကျွန်တော်ရင်းနှီးမြှုပ်နှံမှုတွေလုပ်လို့ရတယ်တူဒီအချိန်ကြာလာနဲ့အမျှကျွန်တော်တိုးရင်းပေါင်းတိုးတက်လာဖို့လိုပါတယ်ဒီမှာတည်ရမှာကကျွန်တော်က saving မဟုတ်ဘူးကျွန်တော်ဘဏ်ထဲမှာပဲငွေထားတာဒီ investing မဟုတ်ဘူးဒါတီးဖို့လိုတယ်ဘာလို့လဲဆိုဒီနေ့ခေတ်မှာ saver or loser လို့ခေါ်တယ် ပတ်စံဆူတဲ့လူတွေကဘာဖြစ်တဲ့လူတွေလဲဆိုရင်သုံးရှုံးတဲ့လူတွေဘာလို့လဲဆိုလို့ရှိရင် inflation လို့ခေါ်တဲ့ငွေကြေးဖောင်းပွားမှုနှုန်းကအရင်များတဲ့အတွက်ကြောင့်မလို့ saving လုပ်တာဒီကောင်းမွန်တဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုမဟုတ်ဘူးအနိုင်ဆုံးရွှေဝယ်ထားတယ်ဆိုလို့ရှိရင်တော့မှသူဒီအနည်းဆုံးတော့ဗျာကျွန်တော် inflation ကိုကာကွယ်ပေးနိုင်တယ် ဒီတော့နံပါတ်3ဆင့်ဒီငွေတွေမပြောက်ပြက်သွားအောင်ကျွန်တော်တို့ invest ပြန်လုပ်ပါရွှေဝယ်ထားတာဒါမှမဟုတ်ကနီးပညာတွေကျွမ်းကျင်နေဆိုလို့ရှိရင်ကျွန်တော်တို့ ETF တွေမှာ invest လုပ်တာဘာလို့လဲဆိုတော့ risk နေတယ်ပုံမှန်အားဖြင့်ဆိုတနည်းတနည်းဆိုရင်ဒါ5%လို့6%လို့ဒါမျိုးကျွန်တော်တို့ရတယ်ဒီစီးပွားရေးလုပ်ငန်းအရာတနည်းအားဖြင့် reception ဖြစ်တာရှိမယ်ပြန်တိုးတက်တာဖြစ်မယ်ပုံမှန်အားဖြင့် historical data အရဆိုမဆိုးဘူးဆိုတော့ဒါမျိုးတွေလည်းကျွန်တော်ရှိတာနံပါတ်3နံပါတ်4 းကားကြတော့ကိုယ့်ရဲ့ယင်းနှမြုံနှံမှုပြုတ်လုတဲ့နေရာမှာကျွန်တော်တို့က risk ဆိုတာကျွန်တော်တို့ရှိရယ်ဘယ်အရာလှုပ်လှုပ်ကျွန်တော်တို့က risk ဆိုတာရှိရယ်ဒီတော့ဒီ risk ကို NDA ကို manage လုပ်ဖို့လိုတယ်ကိုယ့်ရဲ့ capital မာတီငွေတွေပိုင်ဆိုင်မှုတွေကိုကျွန်တော်တို့ကာကွယ်ဖို့လိုတယ်ဒီလိုကာကွယ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ဂျီနီမြုံနှံမှုပြုတ်လုတဲ့နေရာမှာ high risk လို့ခေါ်တဲ့ risk များတဲ့အရာတွေကိုပဲတွားပြီးဂျီနီမြုံနှံမှု လုံးလုံးမရအောင် risk နေတဲ့အရာတွေ pre-watch ရင် risk တွေဘယ်လောက်ရှိနိုင်လဲကျွန်တော်အမြဲတမ်းသုံးတက်ရတယ်ကျွန်တော်ခုနကတော့ရွှေဝယ်တိုင်းတော့မှရွှေရပြောက်ွားနိုင်တယ်နော်ကျွန်တော်တို့ခိုးခံရနိုင်တယ်ဒါမျိုးကြီးကျွန်တော်ရှိရဒီတော့ကျွန်တော်ကအဲ့ risk တွေကာကွယ်ဖို့အတွက်လှုပ်ဆောင်ရတယ်တကယ်လို့က ETF လုံးရင်တော့မှကိုယ် account hack ခံရနိုင်တယ်ဒါမျိုး risk တွေဘာရှိမလဲဒီ risk တွေကို manage လုပ်ရတယ် ဘယ်လို manage လုပ်မလဲဒါအောင်တီးဖို့လိုတယ်အဲ့လိုပဲကျွန်တော်တို့က US store မှာ invest လုပ်တော့မယ်ကျွန်တော်တို့ငွေလဲတော့မယ်ငွေလဲတဲ့နှုန်းနေရာနဲ့ကျွန်တော်တို့ဘောမှာတက်ရောက်မှုရှိနိုင်တယ်ဒီတော့ဒီ risk တွေကိုကျွန်တော်တို့ကတီးဖို့လိုတယ်ပြီးရင်ဒီ risk တွေကိုရှုတ်ချဖို့လိုတယ်ဒါနံပါတ်၄ချက်နံပါတ်၅အချက်ကတော့ကျွန်တော်တို့မှာစနစ်လိုတယ်စနစ် ဘောက်လေးလိုစနစ်ဆိုတာထက်ခါထက်ခါလှုပ်ဆောင်လို့ရတဲ့အရာစနစ်လို့ခေါ်တယ်ကျွန်တော်စီးပွားရေးပဲလှုပ်ယုံနေမချမ်းသာဘူးစီးပွားရေးကိုစနစ်တကျလှုပ်မှသူကချမ်းသာတာဒီလိုစီးပွားရေးကိုစနစ်တကျလှုပ်နိုင်နေဆိုလို့ရှိရင်သူက compounding လုပ်လို့ခေါ်တယ်ဗောနောပထမလုပ်ငန်းလုပ်တဲ့အချိန်မှာသူအချိန်ကြာလိမ့်မယ်ဒါပေမဲ့ဒီစီးပွားရေးတစ်ခုကအောင်မြင်သွားပြီးစနစ်ရှိသွားပြီဆိုနောက်လုပ်ငန်းတစ်ခု၃ခု၄ခုဒါမျိုးချဲ့ထွင်နေဆိုလို့ရှိရင်ကျွန်တော်တို့က ဒီ compounding လို့လို့ခေါ်တယ်တိုးရင်းပေါင်းပြန်ရနိုင်တယ်ဒါမျိုးလှုပ်ဆောင်နိုင်တာကိုကျွန်တော် scalability လို့ခေါ်တယ် scalability ရဲ့အဓိပ္ပာယ်ကချက်ထွင်နိုင်စွမ်း scale လုပ်လာနိုင်တယ်ဒီလို scalability လုပ်နိုင်ခြင်းဒီဘာကြောင့်လုပ်နိုင်လဲဆိုကျွန်တော်ကစနစ်လို့ခေါ်တဲ့ system ကြောင့်ကျွန်တော်လုပ်နိုင်တာဒီတော့ကျွန်တော်တို့က leverage လို့ခေါ်တဲ့အသုံးပြုပါဘာတွေအသုံးပြုရမလို့ဆိုစနစ်တွေကိုအသုံးပြုရမယ်နံပါတ်5ချက်ကနံပါတ်6ချက်ဟုတ်ပြီကျွန်တော်တို့က ရှာတာတုံးတာနဲ့ပုံများပြီးဒီလိုရှာဖို့အတွက်လည်းကြွမ်းကျင်မှုရှိပြီးရှာရတဲ့ငွေတွေကိုလည်းရင်းနှီးမြှုပ်နှံမှုပြန်လုပ်ပြီးရင်းနှီးမြှုပ်နှံမှုပြုလုပ်တဲ့ချိန်မှာရှိနိုင်တဲ့အန်ဒီယေတွေကိုလည်းကြော်လွားပြီးပြီးပြီးွားရင်ကျွန်တော်တို့ရဲ့ကြွမ်းကျင်မှုကိုလုပ်ငန်းတစ်ခုစနစ်တစ်ခုအနေနဲ့လည်းပြောင်းနိုင်ပြီးချက်ထွင်နိုင်ပြီးဒါဆိုလို့ရှိရင်နံပါတ်6ကဘာလို့လဲဆိုရင် discipline discipline ဆိုတာစီကံဖြစ်ပါတယ် တ်ဆန်ဒီစီကန်းရှိတဲ့လူကိုချက်တယ်အောင်မြင်မှုဒီစီကန်းရှိတဲ့လူကိုချက်တယ်ဒီတော့ကျွန်တော်တို့ကစီကန်းရှိရမယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကရည်တူပဲစဉ်းစားလို့မရအောင်အခုရည်တွင်းတူ အခုရည်ကြည်တောက်လို့မရအောင်ကျွန်တော်တို့ဘာလို့ဖို့လို့လဲရည်ရှိစဉ်းစားဖို့လို့တယ်ဒီတော့ think long term ရည်ရှိစဉ်းစားပါရည်တူစိတ်နဲ့ဘဝယူမတိဆောက်ပါနဲ့ပြီးစီကန်းရှိပါဒီလိုမျိုး mindset ကျွန်တော်ထားရမယ် လူအများစုဒီအခုရေတွင်းသူအခုရေကြည်တောက်ခြင်းတဲ့အတွက်ကြောင့်မလို့အလိန်ခံရတဲ့စီးစနစ်မရှိတဲ့အတွက်ကြောင့်မလို့ရေရှည်မအောင်မျိုးဒီတော့ဒီရဲ့စိတ်ထားလေးကိုထားဖို့လိုတယ်နံပါတ်9ကတော့ exponential opportunity exponential ဆိုတာက တကယ်ကိုနည်းနည်းလုပ်ပြီးများများကျွန်တော်တို့ဘဝကိုပြောင်းသွားစေနိုင်တဲ့အခွင့်အလမ်းတွေကို ရှာဖွေပါတဲ့ scalable and exponential opportunity ဥပမာဆိုရင် AI ဆိုတော့နည်းနည်းလို့ကျွန်တော်တို့မြန်မြန်ကြီးပွားစေနိုင်တယ်အရင်ခေတ်ကအခုခေတ်အထိရှိရပါတော့ social media ဆိုရင်နည်းနည်းလို့မြန်မြန်အပြောင်းလဲဖြစ်သွားစေနိုင်တယ်ဒီလိုမျိုးနည်းနည်းလို့ပြီးတော့မှဘဝရဲ့ပောက်ကွဲမှုအားကြီးတဲ့အရာတွေကိုကျွန်တော်လုပ်ပါတဲ့ဥပမာဆိုရင်ကျွန်တော်ဒီ social media ခေတ်မှာဆိုလို့ရှိရင်အရင်တော့ကပေါ့နော်2014 15 16တော့ဆိုကျွန်တော်တို့က နည်းနည်းလေးကြုံရတိုင်းမှာအများကြီးရောတဲ့ခစ်တွေကျွန်တော်ရှိခဲ့တယ်။ဒါမျိုးချိန်မှာဆိုရင်ကျွန်တော်တို့ဘဝတွေကိုအများကြီးပြောင်းလဲဖြစ်ခဲ့စေရယ်။ကျွန်တော်ဘဝမှာဆိုလို့ရှိရင်လည်းအလားတူပဲကျွန်တော်တရက်ကို73ဒေါ်လာကြော်ညာလို့ရှိရင်တရက်ကို10ဒိန်းလောက်ပြန်မြလေဘောနော်ဒါ2014တုန်းကဆိုရင်မမေရအဲ့ဒီချိန်တုန်းကဆိုရင်2014တုန်းကဆိုရင်ကျွန်တော် Xiaomi 1S phone တွေထွက်တယ်ကျွန်တော် တရက်ကို73ဒေါ်လာလောက်ကျော်ညာရင် Xiaomi Redmi အဲ့တော့ Redmi ဖြစ်တယ်ဘောနော် Xiaomi 1SD ကျွန်တော်အလုံး100လောက်ရောင်းအောင်တစ်လုံးရောင်းရင်1000လောက်မြတ်တယ်ဘောနော်အဲ့တော့တရက်တရက်ဆိုရင်ကျွန်တော်တို့က10တိန်းလောက်ထိရှာခဲ့တဲ့အချိန်တွေရှိခဲ့ဘောနော်2014မှာနောက်ပိုင်းကျတော့ဒီစိုင်တိုင်းကလိုက်ကျော်ညာတဲ့အချိန်ကျတော့အဲ့လောက်မမြတ်တော့တဲ့အချိန်တွေရှိလာတယ်အဲ့တော့အခွင့်အလမ်းဆိုအဲ့လိုပဲကျွန်တော်တို့က window of opportunity ဆိုတာရှိရင်အမြဲတမ်းအလုံးဖြစ်မနေဘူးဒီအလုံးဖြစ်တဲ့အချိန်တွေအဲ့ဒီအချိန်လေးမှာကျွန်တော်တို့ကအလုံးလုံးနိုင်မှုလို့တယ် ျွန်တော်တို့အမြင့်နဲ့မှတ်ထားမှာအလုတ်ဆိုနေတိုင်းလုတ်လို့ရတယ်အလုတ်ဆိုနေတိုင်းမဖြစ်ဘူးအဲ့တော့အလုတ်ဖြစ်တဲ့ချိန်မှာအလုတ်လုတ်ဖို့လိုတယ်အဲ့တော့အဲ့လို social media ခက်တရှိခဲ့တယ်အခုလည်းအလုတ်မဖြစ်ဘူးလားဆိုတော့ဖြစ်တယ်ဒါပေမဲ့အရင်တော့ကတော့ဘုံဘောလို့အော်အလုတ်ဖြစ်တာပေါ့အခုဆိုရင်ကျွန်တော်တို့က AI ဆိုတဲ့အရာတွေကျွန်တော်ပေါ်လာပြီ artificial intelligence နဲ့နည်းနည်းလို့မြန်မြန်အခွင့်အလမ်းတွေအကြီးကျွန်တော်တို့ဖြစ်စေနိုင်တဲ့အရာတွေပြီးတော့ရတော့အခွင့်အလမ်းလည်းများတယ်ပြီးလို့ရှိရင် risk and the ရလည်းများတယ်မဟုတ်လို့ crypto တို့ bitcoin တို့ဒါတွေကျွန်တော်တို့ ါတယ်ဒီအရာတွေကလည်းကျွန်တော်တို့က exponential opportunity တူရလေဆုံးရှုံးမှုတွေလည်းများတယ်ပြီးလို့ရှိရင်သူရတိုးတက်နိုင်စွမ်းလည်းများတယ်ဒါမျိုးဆိုရင်တချို့တွေဆိုလို့ရှိရင် bitcoin တို့ရောနှစ်တောင်းနဲ့ဝယ်တာအခုဆိုတသိန်းကျော်သွားပြီအဲ့တော့တကွိုင်ဒါမျိုးကြီးကျွန်တော်ရှိမယ်တချို့ solana တို့ဟလာဒါမျိုးတွေကလည်းကျွန်တော်တို့ crypto တို့ပါအောင်ဆိုလို့ရှိရင်လည်း nda လည်းများတယ်ဒီမှာတီးရမှာ nda လည်းများတယ်ဒါမျိုး exponential opportunity ရှိရဒါတော့ကျွန်တော်ကညံသုံးပြီးတော့မှအလိုလိုဖို့လိုတယ် နံပါတ်၄မှာပြောခဲ့လို့ဘာအလုပ်လုပ်လို့ကျွန်တော်တို့က risk ဆိုတာရှိတယ်။ဒီတော့ဒီ risk နဲ့ကျွန်တော်ပြန်ရမယ် reward ဆိုတဲ့ဆုလက်နဲ့ကိုတွက်ချက်ပြီးမှလှုပ်ဆောင်မှုလိုတယ်။နံပါတ်၈နောက်ဆုံးအချက်လည်းဖြစ်တယ်။ကျွန်တော်တို့ဒီစားသုံးမှုရဲ့အလုံကိုတွားပါ။ကျွန်တော်တို့ကငွေရှာပြီးဆိုလို့ရှိရင်အိမ်ကောင်းကောင်းဝယ်မယ်၊ကားကောင်းကောင်းဝယ်မယ်။ဒီရဲ့ဒီစားသုံးမှုတစ်ခုထက်ကြုံလုံးပြီးစဉ်းစားမှုလိုတယ်။ဒီလိုစဉ်းစားဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ legacy လို့ခေါ်တယ်ကိုယ့်ရဲ့နာမည်တလုံးတည်ဆောက်ခဲ့ဖို့ဟာလားကိုယ့်အတွက်ကိုယ့်ရဲ့မိသားစုအတွက်နာမည်တလုံးတည်ဆောက်ခဲ့ဖို့ကြံခဲ့ဖို့ legacy တည်ဆောက်ဖို့အတွက်ကျွန်တော်တို့စဉ်းစားပါပြီးွားရင်လူသားအကျိုးပြုပါကျွန်တော်တို့ကြောင့်ဒီလူသားတွေဘဝအပြောင်းလဲဖြစ်သွားတယ်ဆိုရင်ကျွန်တော်တို့တွေဒီပါရမီလည်းဖြည့်ပြီးရရောက်တယ်ဒီဘဝရောနောက်အနာဂတ်မှာရောကျွန်တော်တို့အတွက်အများကြီးကုလို့ရတယ်ဒီတော့ impact ကိုကျွန်တော်စဉ်းစားပါ ပြီးလို့ရှိရင် legacy ကိုစဉ်းစားပါဒီရှစ်ချက်ကိုတခြားလုံနိုင်နေဆိုလို့ရှိရင်ဒါဒီချမ်းသာကြွယ်ဝမှုတိဆောက်ရေးမှာအများကြီးကူညီပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ကချမ်းသာကြွယ်ဝမှုတိဆောက်ခြင်းနဲ့ဆိုရင်ကျွန်တော်အသွေးခွန်မှန်ဖို့လိုတယ်ဒီအသွေးခွန်မှန်ဖို့အတွက်ဆိုရင်ဒီရှစ်ချက်ကအများကြီးကူညီပေးပါလိမ့်မယ်ဒီတော့မိတ်ဆွေကကိုကိုကိုပြန်ပြီးတော့မှအမှတ်ပေးကြည့်ပါကိုဒီရှာလာနဲ့တုံးတာဘယ်ဟာပုံများလဲကိုမှ high income scale ရှိပြီလား ကိုယ့်ရဲ့ဝင်ငွေတွေကိုစုပဲစုနေလားယင်းနှီးမြုပ်နှံမှုကိုပြန်လုပ်လားယင်းနှီးမြုပ်နှံမှု ပြန်လုပ်တိုင်းမှာရောကိုကအန်ဒီရီတွေကိုကြည့်တလားပြီးတော့နံပါတ်5ချက်ကနည်းနည်းလို့မြန်မြန်ရနိုင်တဲ့စနစ်တွေကိုကိုဖန်တီးနေလားပြီးလို့ရှိရင်ရေရှည်စဉ်းစားပြီးစီကံရှိတလားပြီးတော့ရင်အခွင့်လန်းတစ်တွေကိုကိုအမြဲတမ်းရှာဖွေပြီးတော့မှအသုံးချနေလားပြီးတော့ရင် ကိုယ့်ရဲ့နာမည်တစ်လုံးတိစောက်ဖို့အတွက်လူတွေကကိုယ်နဲ့တွေ့တဲ့အချိန်မှာဘဝတွေတိုးတက်ပြောင်းလဲသွားလာပြန်ပြီးအမှတ်ပေးကြည့်ပါပြီးလို့ရှိရင် comment မှာလည်းဒီ video လေးကြည့်ရင်လည်းကိုယ့်တို့အကျိုးရှိဆုံးအချက်တစ်ချက်ရှိခဲ့မယ်ဆိုရင်ရေးခဲ့ပြီးပါအောင်အဆုံးထိကြည့်ပေးကြအောင်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိတော့နေ့လေးဖြစ်ပါစေ